လူပေါင်းအ ਨੇ စုံ9သိန်းတက်ဖြတ်ခဲ့တဲ့သူကိုနိုင်ငံတော်သူရဲကောင်းဘွဲ့ချိမိလိုက်ပြီဆိုလို့ရှိရင်ရုံနိုင်ကြပါမလားခင်ဗျာလူတယောက်နှစ်ယောက်တတ်တဲ့သူကတေစားတေစေအမိချခံရပေမဲ့လူ9သိန်းတတ်တဲ့သူကတော့နိုင်ငံတော်သူရဲကောင်းဘွဲ့ရသွားတယ်ဆိုလို့ရှိရင် လူသမိုင်းကြီးဟာရည်စရာပြက်လုံးကြီးလိုဖြစ်မနေဘူးလားဗျာဒါပေမဲ့အဲ့ဒါလိုအဖြစ်ပြက်မျိုးတကယ်ဖြစ်သွားခဲ့ပါပြီလူတချို့ကကန့်ကွက်ဆန္ဒပြကြသေးပေမဲ့ ကန့်ကွက်မှုအကုန်လုံးအဟောတိကံဖြစ်ခဲ့ရပါပြီမင်းတို့ဘလို့ကန့်ကွက်ကန့်ကွက်ငါကတော့ပေးမှာပဲဆိုပြီးတော့ပေးလိုက်ပါပြီပေးတဲ့သူကတမရဆိုတော့နောက်ဆုံးမှာတမရစကားအောင်ရသည်ဆိုတာမျိုးဖြစ်သွားခဲ့ပါတယ်တကယ်တော့တမရကသူ့တမက်ပါသူ့တမက်ဟောင်းလို့ပြောလို့ရပါတယ်တမက်ကရောက်ခမကိုနိုင်ငံတော်သူရဲကောင်းဘွဲ့ချိမြင့်လိုက်တာပါပဲဒါပေမဲ့သူ့ရောက်ခမကလူငါးသိန်းကိုတတ်ထားတဲ့သူဖြစ်နေပါတယ်တတ်တာမှရရက်ဆက်ဆက်တွေကိုတတ်တာပါလူတွေကိုတတ် လေကတဲ့ရုံးမှာအစုလိုက်အပြုံလိုက်မြုပ်မြေကမ်းနဘေးတွေမှာအစုလိုက်အပြုံလိုက်မြုပ်တာမျိုးတွေလုပ်ခဲ့ပါတယ်။ဘယ်နေရာမှာ မြုပ်ထားမှန်းမသိတာတွေလည်းရှိပါတယ်။ဘယ်နေရာမှာ မြုပ်ထားမှန်းသိပေမဲ့မိသားစုတွေဟာနှစ်ပေါင်း10နဲ့ချီကြာတဲ့အထိမဖော်ရဲကြလို့လက်ပိုက်ပြီးတော့အကြာကြီးကြည့်နေကြရတာမျိုးတွေလည်းရှိနေခဲ့ပါတယ်။အဲ့ဒါလို့လုတ်တဲ့လူဘယ်သူလဲဆိုတော့လူတော်တော်များများသိကြမှာပါ။အင်ဒိုနီးရှားသမ္မတဟောင်းစစ်ဘိုလ်ချုပ်ဟောင်းမိုဟာမက်ဆူဟာတိုပါ။ အလွန်ဝမ်းနည်းစရာကောင်းပါတယ်အလွန်တုံ့လို့ခြောက်ခြားဖို့လည်းကောင်းပါတယ်အဲ့ဒါလိုလူပေါင်းတိတ်နဲ့ချီတက်ဖြတ်တဲ့အမှုကြီးကို နောက်ွယ်ကကြိုးကန်ခဲ့တာက American CIA ထောက်လှမ်းရေးနဲ့ British Australia အစိုးရတွေပါအဓိကကတော့ CIA ပါနိုဝင်ဘာလ10ရက်ပြီးခဲ့တဲ့တနင်္လာနေ့မှာအင်ဒိုနီးရှားရဲ့လက်ရှိသမ္မတ Prabowo Subianto ကသူ့ရောက်ကမအာနာရှင်ဟောင်းဆူဟာတိုကိုနိုင်ငံတော်သူရဲကောင်းဘွဲ့ချီးမြှင့်လိုက်တာပါ ဲ့ဒါလို့သူ့ကိုနိုင်ငံတော်သူရဲကောင်းဖွဲ့ချီးမြှင့်ဖို့အကြိမ်ကြိမ်ကြိုးစားတာလည်းဖြစ်ပါတယ်2010တုန်းကတခါ2015တုန်းကတခါအမည်စင်းတင်းသွင်းသေးပေမဲ့နှစ်ကြိမ်စလုံးပယ်ချခံခဲ့ရပါတယ်အခုဒီချိန်မှာလည်းကန့်ကွက်ဆန္ဒပြမှုတွေဖြစ်ခဲ့သေးပေမဲ့ပြေးပြေးအောင်ပြေးလိုက်ကြပါပြီကန့်ကွက်ကြတာကလည်းမပြောပါနဲ့နဲတောင်မှနဲပါသေးတယ်သူတက်လိုက်လို့မိမဲ့ဖမဲ့ဖြစ်ခဲ့ရတဲ့သူတွေဟာအခုချိန်ထိအင်ဒိုနီးရှားမှာအများပြားရှိနေပါသေးတယ်နှစ်ပေါင်းများစွာ ပါဇက်ပိတ်ပြီးတော့ကြောက်လန့်နေခဲ့ကြရတဲ့သူတွေပါအင်ဒိုနီးရှားနိုင်ငံသမိုင်းဟာမြန်မာနိုင်ငံသမိုင်းနဲ့တော်တော်လေးတူပါတယ်တချို့နေရာတွေမှာထတ်တူကြားသလောက်နေပါဆင်တူပါတယ်1602ခုနှစ်ခရဲကအင်ဒိုနီးရှားနိုင်ငံကို Dutch အရှေ့အိန္ဒိယကုမ္ပဏီကကိုလိုနီပြုခဲ့ပါတယ်အဲ့ဒီကုမ္ပဏီကိုနောက်ွယ်ကနေပြီးတော့ Dutch အစိုးရကကြောတော့နောက်ခံပေးထားပါတယ်မြန်မာနိုင်ငံကိုတော့ British အရှေ့အိန္ဒိယကုမ္ပဏီကကိုလိုနီပြုခဲ့ပါတယ်အဲ့ဒီကုမ္ပဏီကိုလည်းနောက်ွယ်မှာ British အစိုးရက ကျောတော်နောက်ခံပေးထားတာပါ1945ခုနှစ်မှာအင်ဒိုနီးရှားလွတ်လပ်ရေးရပါတယ်1948ခုနှစ်မှာမြန်မာနိုင်ငံလွတ်လပ်ရေးရပါတယ်လွတ်လပ်ရေးရပြီးတဲ့နောက်အင်ဒိုနီးရှားမှာ liberal အုပ်စုဆွေးအုပ်စုနဲ့အလွန်အင်အားကြီးမားတဲ့အင်ဒိုနီးရှားကွန်မြူနစ်ပါတီ PKI ဆိုပြီးတော့အုပ်စုတုံးစုပေါ်ပေါက်လာခဲ့ပါတယ်လွတ်လပ်ရေးရပြီးမြန်မာနိုင်ငံမှာလည်း socialist အုပ်စု communist အုပ်စုနဲ့ဆွေးအုပ်စုဆိုပြီးတော့အဓိကအုပ်စုကြီးတုံးခုပေါ်ပေါက်ခဲ့ပါတယ် အဲ့ဒီအချိန်တုန်းကအင်ဒိုနီးရှားကွန်မြူနတီပါတီ PKI မှာပါတီဝင်၃သန်းရှိခဲ့ပါတယ်။ဆိုဗီယက်ယူနီယံနဲ့တရုတ်ပြီးလို့ရှိရင်အဲ့ဒီအချိန်ကကမ္ဘာပေါ်မှာတတိယအကြီးဆုံးကွန်မြူနတီပါတီပါ။အဲ့ဒီအချိန်မှာတော့ကမြောက်ဗီယက်နမ်မှာလဲကွန်မြူနီအစိုးရတက်လာတဲ့အချိန်မှာအင်ဒိုနီးရှားမှာကွန်မြူနတီပါတီအာဏာရသွားမှာကိုအမေရိကန်ကတိတ်ကြောက်ပါတယ်။အင်ဒိုနီးရှားကိုကွန်မြူနတီပါတီအာဏာရသွားလို့ရှိရင်လဲကမ္ဘာလူကြီးတော်တော်များများဟာ ကွန်မြူနစ်စနစ်နဲ့နေထိုင်တဲ့သူတွေဖြစ်သွားမှာပါအဲဒါကြောင့်အင်ဒိုနီးရှားကွန်မြူနစ်ပါတီကိုဖြိုချဖို့ကြံစီပါတယ်ဒါပေမဲ့ဒုတိယကမ္ဘာစစ်အပြီးမှာကိုလိုနီနိုင်ငံတွေကိုလွတ်လပ်ရေးပေးပါမယ်လို့စစ်နိုင်နိုင်ငံကြီးတွေကကတိပြုထားတဲ့အချိန်ကာလဖြစ်နေပါတယ်အဲဒီတော့အင်ဒိုနီးရှားပြည်ထဲမှာသူတို့ကိုကိုကြီးထောက်ခံမဲ့လူကိုရှာတဲ့အခါမှာဆူဟာတိုကိုတွတ်တွေ့ပါတယ်အင်ဒိုနီးရှားကွန်မြူနစ်ချေမုံတပ်ဖြတ်ရေးကိုအမေရိကန်နဲ့အတူပူးပေါင်းကူညီခဲ့ကြတဲ့သူတွေကတော့ဗြိတိန်နဲ့ဩစတြေးလျအစိုးရတို့ဖြစ်ပါတယ် 1945ခုနှစ်မှာအင်ဒိုနီးရှားလွတ်လပ်ရေးရတော့အင်ဒိုနီးရှားခေါင်းဆောင်ကဆုကာနိုဖြစ်လာပါတယ်။နေဂျက်စနစ်လက်အောက်ကနေလွတ်မြောက်တဲ့နိုင်ငံတိုင်းမှာနေဂျက်အစိုးရတွေဟာကွန်မြူနီတီအာဏာရမှာကိုကြောက်တဲ့အတွက် liberty လက်ထက်ကို အာဏာမရောက်ရအောင်စီစဉ်ပါတယ်။ရောက်ချင်းရောက်လို့ရှိရင်ကွန်မြူနီလက်ထက်တော့အယောင်ခံဘူး။သူတို့ဒေသခံလူမျိုးရဲ့ liberty လက်ထက်ကိုပဲရောက်ပါစေဆိုတဲ့သဘောထားမျိုးနဲ့စီစဉ်တာပါ။အာရှဒေသမှာရှိတဲ့ပြင်းထန်တဲ့တိုက်ပွဲတွေတိုင်းမှာ အလေအလက် library ကကြီးပဲအာနာရသွားခဲ့ကြတယ်ဆိုတာကိုတွေ့နိုင်ပါတယ်ဒါကိုလိုနီလက်အောက်ကလွတ်မြောက်ခဲ့တဲ့အာရှနိုင်ငံတိုင်းလိုလိုမှာဖြစ်ပျက်ခဲ့တဲ့ဖြစ်စဉ်မှာအင်ဒိုနီးရှားမှာအလေလက်သမားစုကွာနိုအာနာရပါတယ်မြန်မာနိုင်ငံမှာအလေလက်သမားဦးနုအာနာရပါတယ်ကွန်မြူနီအတွေးခေါ်ရှိတဲ့ဗိုလ်ချုပ်အောင်ဆန်းဟာအင်္ဂလိပ်ရဲ့လှုပ်ကြံတပ်ဖြတ်တာကိုခံခဲ့ရပါတယ်ဗိုလ်ချုပ်အောင်ဆန်းလှုပ်ကြံတပ်ဖြတ်ခံရတဲ့နေ့ဟာဗမာပြည်ကွန်မြူနီပါတီနဲ့ပြန်မောင်းထုတ်ရေးဆွေးနွေးဖို့အစည်းအဝေးခေါ်ထားတဲ့နေ့ပါ အဲ့ဒီအစည်းအဝေးကိုစီစဉ်ပေးတဲ့သူကအခုသတင်းတော့ဖြစ်နေတဲ့ဒေါ်ဆန်းဆန်းတင်ရဲ့ဖခင်လက်သီးဘုံတခင်ဘတ်တင်ပါမြန်မာနိုင်ငံမှာဗိုလ်ချုပ်အောင်ဆန်းကိုလှုပ်ကြံတဲ့အစည်းအဝေးဟာအင်္ဂလိပ်ကစီစဉ်တာပါဥစိုးကိုလက်နက်ထုတ်ပေးတာဟာအင်္ဂလိပ်ကပေးတာပါကလုံဥစောဟာဖန်ခံပြီးအချိန်တော်တော်ကြာတဲ့အထိသူ့ကိုအင်္ဂလိပ်ကလာထုတ်ပေးပြီးတော့ဝင်းကြီးချုပ်တင်မြှောက်လိုက်မယ်လို့ရုံရုံကြည်ကြည်မျှော်လင့်စောင့်စားနေခဲ့ပါတယ်။ဗိုလ်ချုပ်အောင်ဆန်းကိုလှုပ်ကြံပြီးတဲ့နောက်မှာသူ့ချိုးပေးအသက်ခံတာကိုအင်္ဂလိပ်ကထိုင်ကြည့်နေလိုက်မယ်လို့သူလုံးဝမထင်ခဲ့ပါဘူး။ ဒီနေ့အထိဘုံကျောက်အောင်ဆန်းကိုဘယ်သူလောက်ကြံတယ်လဲဆိုတော့ဖြစ်စဉ်ကြီးနဲ့ပတ်သက်ပြီးတော့ပေဟလိတချို့ကြံရက်နေစေပါအလားတူပဲအင်ဒိုနီးရှားမှာ ပေဟလိဖြစ်ပွားခဲ့ပါတယ်ကျွန်တော်တို့ Think Media ရဲ့ဗီဒီယိုတွေကိုတစ်ခုလုံးကူးယူတာဖြတ်တောက်ပြင်ဆင်ပြီးတော့ပြန်တင်တာတွေမလုပ်ကြဘူးမြစ်တာရက်ခတ်ပါတယ်အဲ့ဒါလို့ခိုးကူးပြန်တင်လုပ်တာတွေဟာ မီဒီယာရဲ့ရည်ရည်အတွက် ကြီးကြီးမားမားအဟံအတာအနောက်ရှက်ဖြစ်လာနေပါတယ် ပြည်သက်များအနေနဲ့လည်းခိုးကူးပြန်တင်တာတွေကိုအားမပေးကြပဲနဲ့မူရင်း TM Media YouTube မှာသာကြည့်ရှုအားပေးခြင်းအဖြစ်မီဒီယာရေရှည်ရည်တည်နိုင်ရေးကိုအားပေးကူညီကြပါလို့မြစ်တာရက်ခံပါတယ်ခင်ဗျာအလားတူပဲအင်ဒိုနီးရှားမှာပင်ဟလိဖြစ်ပွားခဲ့ပါတယ်တမရဆုကနိုဟာစစ်တပ်က အာဏာသိမ်းမှာကို ကြောက်လို့ကွန်မြူနတီနဲ့အဆက်အသွယ်မပြတ်ပေါင်းသင်းခဲ့ပါတယ်စစ်တပ်နဲ့ကွန်မြူနတီတို့ကြားမှာ ကြားနေပြီးတော့သူရက်တွေဖို့စူးစမ်းခဲ့ပါတယ်။စူကာနိုကကွန်မြူနီဘက်ကိုပါတယ်လို့ဆွဆွဲတာကိုခံရပါတယ်။အမေရိကန်နဲ့ဆက်အာနာရှင်စူဟာတိုတို့ကအဲ့လိုမျိုးဆွဆွဲပါတယ်။ဝင်းကြီးချုပ်ဦးနုဟာလည်းတီမြဲဥကြောင်ငိန်ကောင်းဆောင်နဲ့စစ်တပ်နဲ့ပမညာတလဝဲအုပ်စုတွေကြားထဲမှာကြားချပြီးတော့သူ့နေရာကိုတိစောက်ဖို့စူးစမ်းပါတယ်။သူကတော့လက်ရသမားတွေဘက်ကိုစစ်တပ်ဘက်ကိုပို့ပြီးတော့ပါတယ်လို့ အဝေးဖန်ခံရပါတယ်။ကမ္ဘာနိုင်ငံရေးမှာလည်းသူတို့ဟာအဲ့ဒီပုံစံနဲ့ဂျာနီရက်တီဖို့စူးစမ်းခဲ့ကြပါတယ်။အမေရိကန်နဲ့ဆိုဗီယက်ယူနီယံအရေးရှင်အုပ်စုနဲ့ကွန်မြူနစ်အဲ့ဒီအုပ်စုကြီးနှစ်စုချတဲ့မှာဂျာနီဖို့စူးစမ်းခဲ့ကြတာပါ။တမရစုကာနိုနဲ့ဝန်ကြီးချုပ်ဦးနှုတို့ဟာဘန်တောင်းညီလာခံကိုခေါ်ယူခဲ့ပြီးတော့ဘန်တောင်းမှုဆက်ချက်ကိုချမှတ်ခဲ့ကြတဲ့ခေါင်းဆောင်တွေပါ။အင်ဒိုနီးရှားမှာ စစ်ကောင်းဆောင်စူဟာတိုကအမေရိကန်လူအင်ဒိုနီးရှားကွန်မြူနစ်ပါတီက ဆိုဗီယက်နဲ့အတွေ့ခေါ်တူတဲ့အဖွဲ့အစည်းဖြစ်ပြီးတော့ဆူဂါနိုကတော့ဂျာနီလစ်ဘရယ်ပါမြန်မာနိုင်ငံမှာဥကြုံငိမ်ဗိုလ်ချုပ်နေဝင်တို့ကအမေရိကန်လူဗမာပြည်ကွန်မြူနစ်ပါတီတို့ပမညတ်တာတို့ကနောက်ပြည်သူရဲဘော်တို့ကဆိုဗီယက်အုပ်စုနဲ့အတွေ့ခေါ်တူတဲ့အဖွဲ့အစည်းတွေဖြစ်ပြီးတော့ဥနုကတော့အလဲလက်လူပါအင်ဒိုနီးရှားမှာဖြစ်ပေါ်တဲ့ဘေလီဆိုတာကတော့စက်တဘာ30လှုပ်ရှားမှုဆိုတဲ့အဖြစ်ပြက်ပါ ဆူကာနိုလက်ထက်မှာစစ်တပ်ရဲ့ခေါင်းဆောင်6ယောက်အသက်ခံလိုက်ရတဲ့ကိစ္စပါအဲ့ဒီစစ်တပ်ခေါင်းဆောင်6ယောက်ကိုတမရရဲ့ကိုရနိုတပ်ဖွဲ့ကတတ်လိုက်တာပါဒါပေမဲ့အဲ့ဒီတမရရဲ့ကိုရနိုတပ်ဖွဲ့နောက်ွယ်မှာဘယ်သူတွေရှိတယ်လဲဆိုတာဒီနေ့အထိတိတိကျကျအဖြစ်မထုတ်နိုင်ပါဘူးတမရဆူကာနိုကလုတ်ကြံတပ်ဖြတ်ခိုင်းတာလို့တော့ထောက်ထားလဲမရှိရဲ့အတွက်ဘယ်သူကမှလဲအဲ့လိုမျိုးမြူဆကြပါဘူးစစ်ကောင်းဆောင်ဆူဟာတူကတော့အဲ့ဒီချက်ကို community ကနေပြီးတော့ PKI ကနေပြီးတော့လှုပ်ကြံခိုင်းတာလို့ဆွဆွဲပါတယ် community ကတော့ Suha Tu ကလှုပ်ကြံခိုင်းပြီးတော့ဇက်ကွက်စင်တာလို့ဆွဆွဲပါတယ်ဒီနေ့ထိဘယ်သူမှတိတိကျကျတက်တဲ့မပြနိုင်တဲ့အပြစ်မှာတပိုက်ဆရာတွေကြားထဲမှာတော့မှ debate ဖြစ်ပြီးတော့အငင်းပွားဖြစ်နေကြစေအကြောင်းရပါဒါပေမဲ့ဒီကိစ္စကိုအကြောင်းပြပြီးတော့ Suha Tu ရဲ့ CEO Suha အလုံတမသမကဝင်နေ လယ်သမားတွေအများပြားကို community လို့ဆွဆဲပြီးတော့တက်ဖြတ်ခဲ့ပါတယ်။တကယ် community party ဝင်စစ်စစ်တွေကိုလည်းတက်ဖြတ်ခဲ့ပါတယ်။အားလုံးလူကြီးအ ਨੇ စုံ၅သိန်းတက်ဖြတ်ခဲ့ပါတယ်။အသက်ခံတဲ့လူအရေးအတွက်ဟာတိတ်များလွန်းလို့အရေးအတွက်ဘယ်လောက်လဲဆိုတာကိုဒီနေ့အထိဘယ်သူမှတိတိကျကျအတိမပြုတ်နိုင်ကြပါဘူး။စုံစမ်းစစ်ဆေးရေးကိုလည်းဒီနေ့အထိဘယ်သူမှစနစ်တကျကော်မရှင်ဖွဲ့ပြီးတော့ကြတော့လောက်တာမျိုးမရှိပါဘူး။ စုံစမ်းစစ်ဆေးရေးလုပ်ဖို့ကိုတောင်းမှမတိုက်တွန်းရကြပါဘူးအဖွဲ့အစည်းများမှဖွဲ့နဲ့နိုင်ငံခြားသတင်းတောက်တွေကကိုနီကိုဟန်နဲ့စုံစမ်းဖော်ထုတ်ရေးသားကြတာမျိုးတွေသာရှိပါတယ်နိုင်ငံခြားသတင်းတောက်တွေထဲမှာဂျွန်ပယ်ဂျာနဲ့ကတိကတိန်းတို့ကတော့အလွန်ထင်ရှားပါတယ်အဲဒီကတက်ဖြတ်ခဲ့တဲ့အရေးအတွက်က၅သိန်းဆိုတဲ့အရေးအတွက်ကတကယ်တော့အသေးချာဆုံးအနည်းဆုံးကိန်းဂဏန်းကိုပြောတာပါလူများယုံကြည်နေကြတဲ့အရေးအတွက်ကအဲ့ချက်ပို့ပြီးတော့များပါတယ် အသက်ခံရတဲ့သူအရေးအတွက်ဟာ9သိန်းနဲ့8သိန်းအကြာမှာရှိတယ်လို့ဆိုကြပါတယ်။တချို့ကတော့အရေးအတွက်တသန်းထိရှိတယ်လို့ဆိုကြပါတယ်။ဝီကီပီးဒီးယားမှာ9သိန်းနဲ့တသန်းကြာရှိတယ်လို့ဖော်ပြထားပါတယ်။အဖမ်းခံရတဲ့လူအရေးအတွက်ကတသန်းခွဲလောက်ရှိပါတယ်။သတင်းတော့ဂျွန်ပေဂျာဟာအင်ဒိုနီးရှားကိုကိုယ်တိုင်သွားပြီးတော့ model pupil ဆိုတဲ့ဆောင်းပါးရှင်နဲ့ documentary တို့ကိုလုပ်ခဲ့ပါတယ်။အဲ့ဒီချိန်မှာအင်ဒိုနီးရှားကလူ9သိန်းနဲ့တသန်းကြာတက်ဖြတ်မှုကြီးကိုစုံစမ်းမေးမြန်းခဲ့ပါတယ်။ ဂျွန်ပလီချာကိုယ်တိုင်လန်ဒန်မှာအဲ့ဒီအကြောင်းတွေကိုရှင်းလင်းပြောဆိုတဲ့ပွဲကိုလည်းကျွန်တော်ကိုယ်တိုင်သွားပြီးတော့ကြတော့နားထောင်ခဲ့ပူပါတယ်အဲ့ဒီဆောင်းပါးကို2010ခုနှစ်တုန်းကကျွန်တော်စုဆောင်းပြုစုတဲ့ globalization စုခင်းလမ်းဆိုတဲ့စာအုပ်ထဲမှာဘာသာပြန်တစ်ပုတ်အနေနဲ့ထည့်သွင်းထားခဲ့ပါတယ်မြန်မာနိုင်ငံအတွက်မှာအဲ့ဒီစာအုပ်ကိုကျွန်တော်ထုတ်ဝေခဲ့ပါတယ်2010ခုနှစ်ကမှပါလူစက်မြောက်ကိုတက်ဖြတ်ပြီးတော့အစုလိုက်ပြုံလိုက်မြုပ်ထားခဲ့တဲ့နေရာတစ်ခုကိုလည်းဂျွန်ပေချာရောက်ခဲ့ပါတယ် အသက်ဖြတ်ခံရသူတွေရဲ့မိသားစုတွေနဲ့တွေ့ဆုံခဲ့ပါတယ်အဲဒီတော့ကအဖြစ်ပြက်တစ်ခုကိုဂျွန်ပယ်ဂျာနဲ့လူကိုယ်တိုင်တွေ့ဆုံပြောပြခဲ့တဲ့သူတယောက်ကလည်းဖောက်တယ်ချခဲ့မှုပါတယ်ကျောင်းဆရာကြီးတယောက်ကျောင်းထဲမှာစာသင်နေတော့လူတစုကအတင်းဝင်ဆွဲပြီးတော့ကျောင်းလည်းကွင်းပြင်ထဲမှာပဲတည်တဲ့အထိရိုက်နှက်တက်ဖြတ်ပြစ်လိုက်ပါတယ်ကျောင်းသားတွေအားလုံးရှေ့မှာကျောင်းအုပ်ဆရာကြီးဟာရိုက်အတခံလိုက်ရတာပါအခုကျွန်တော်တို့မြန်မာနိုင်ငံက ယူစောတီလိုအဖွဲ့မျိုးတွေပါအဲ့ရုံကဖန်စီညှင်းပန်းတာကိုခံခဲ့ရသူဒန်နီယယ်ကလည်းသူ့အကြောင်းကိုပြန်ပြောပြပါတယ်ဒန်နီယယ်ဆိုတာဘယ်သူမှမသိကြလို့ကျွန်တော်အသက်ရှင်ကြံခဲ့တာပါတခါတုန်းကဆိုလို့ရှိရင်ကျွန်တော်ကိုဖမ်းပြီးတော့ဒန်နီယယ်ဘယ်မှလဲလို့နှိမ့်ဆက်ညှင်းပန်းမင်းမျက်နှာကိုခံခဲ့ရဘူးပါတယ်လို့သူကပြောပါတယ်ထောက်လိုက်ကသူတို့စစ်ကြောရေးလှုပ်နေတဲ့လူနှိမ့်ဆက်ညှင်းပန်းနေတဲ့လူဟာဒန်နီယယ်ဘဲဆိုတာကိုမသိကြတဲ့အတွက် နှိမ့်ဆက်ညှဉ်းပန်းပြီးတော့ဒန်နီရဲ့ဘက်မှာလဲလို့မေးမြန်းခဲ့တာပါအဲ့တုန်းကကိုရိုင်းညှဉ်းပန်းနှိမ့်ဆက်တပ်ဖြတ်မှုတွေကို လုပ်ခဲ့ကြတဲ့သူတွေကဝန်ခံပြီးတော့ပြန်ပြောပြပြန်လည်ပြီးတော့သေုပ်ဖို့ရိုက်ကူးထားတဲ့ The Act of Killing ဆိုတဲ့ documentary နဲ့ The Look of Silence ဆိုတဲ့ documentary ရုပ်ရှင်ကနှစ်ကားလည်းရှိပါတယ်။ online မှာရှာဖွေကြည့်မယ်ဆိုလို့ရှိရင်ရနိုင်ပါတယ်။ တမိုက်ဆရာဂါရီယယ်ခိုကိုက20ရာစုအတွင်းမှာအဆိုးအဝါဆုံးအစုလိုက်ပြုံလိုက်တပ်ဖြတ်မှုများအနက်မှာတစ်ခုဖြစ်တယ်လို့အမှတ်ချက်ပြုရေးသားခဲ့ပါတယ်။အင်ဒိုနီးရှားနိုင်ငံအတွင်းမှာကွန်မြူနီအမြင့်ဖြတ်တုတ်တင်ရေးလောက်ခဲ့တဲ့အဲ့ဒီလောက်ရဟာနာဇီတွေလောက်ခဲ့တဲ့ရာဇဝတ်မှုနဲ့အဆင့်တူတန်းတူပဲဖြစ်တယ်လို့လည်းသူကအမှတ်ချက်ပြုရေးသားခဲ့ပါတယ်။အဲ့ဒါလိုအကြီးကျယ်တပ်ဖြတ်ပြီးတဲ့နောက်1968ခုနှစ်မှာတော့ဆူဟာတိုဟာဆူကာနိုတစ်ထက်ကနေပြီးတော့အာနာကိုအကြက်ကန်ရယူပြီးတော့တိမ့်ပိုက်လိုက်ပါတယ်ဗျာ။ 1966ခုနှစ်ဖေဖော်ဝါရီလမှာဆူကာနိုကဆူဟာတိုကိုဒုတိယဗိုလ်ချုပ်ကြီးအဖြစ်ယာဒူတိုပေးခဲ့ရပါတယ်1966ခုနှစ်မှာပဲကျောင်းသားဆန္ဒပြပွဲကိုဆူဟာတိုကဖြိုခွဲတက်ဖြတ်နှိမ်နင်းခဲ့ပါတယ်အင်ဒိုနီးရှားကျောင်းသားသမဂ္ဂကာမီကိုဆူကာနိုအမိန့်နဲ့ဖျက်သိမ်းလိုက်ပါတယ်1966ခုနှစ်ဇူလိုင်မှာတော့ဆူဟာတိုကိုဗိုလ်ချုပ်ကြီးအစ်စ်အထိဆူကာနိုကထပ်ပြီးတော့တိုးပေးလိုက်ရပြန်ပါတယ် 1966ခုနှစ်ဖေဖော်ဝါရီလမှာကျောင်းသားဆန္ဒပြပွဲကိုဖြိုခွဲအပ်ပြီး1966ခုနှစ် March လ17ရက်နေ့မှာတော့တမရစူကာနိုစီကိုစစ်ဗိုလ်ချုပ်၃ယောက်ဆေလွတ်ပြီးတော့အသိရေးထားတဲ့အမိန့်ကြေညာချက်တခုကိုလက်မှတ်ရေးထိုးပေးဖို့စူဟာတိုကဆေလွတ်ခိုင်းဆိုလိုက်ပါတယ်။အဲ့ဒီလက်မှတ်ကိုမလတရဲ့အမိန့်လို့လည်းခေါ်ပါတယ်။စူပါစမားလို့လည်းခေါ်ပါတယ်။စမားဆိုတာအင်ဒိုနီးရှားဂျာဗာပြည်နယ်ကဒနာယီဇလန်တပုတ်ပါ။အဲ့ဒီအမိန့်မှာ ရေးသားထားတာကတော့လုံခြုံရေးနဲ့တည်ငြိမ်ရေးလိုအပ်ချက်အရစုဟာတိုဆောင်ရွက်တာမှန်သမျှကိုတမရကခွင့်ပြုသည်ဆိုတာပါပဲတမရရဲ့အသက်အန္တရာယ်လုံခြုံရေးနဲ့ယာဒုအာနာတည်မဲရေးအတွက်အဲ့ဒါလိုလွှဲပြောင်းပေးတယ်ဆိုတဲ့အချက်လည်းပါပါတယ်အဲ့ဒီစကလုံးတွေဟာချိတ်ချောက်ပြောဆိုတဲ့စကလုံးတွေတစ်ဖွဲဖြစ်နေပါတယ်ပို့ပြီးတော့ထူးခြားတာကအဲ့ဒီအမိတ်မူရင်းဟာပျောက်ဆုံးသွားပါတယ်အင်ဒိုနီးရှားပြတိုက်ထဲမှာမိတ်တူနှစ်ဆောင်ပဲ ကြံရစ်ပါတယ်အဲ့ဒီ super smart ကိုလက်မှတ်ရေးထိုးခိုင်းတဲ့အဖြစ်ပြဟာမြန်မာနိုင်ငံကအဖြစ်ပြတစ်ခုနဲ့တထထဲနီးပါးတူညီနေတာကိုလည်းမိတ်ဆွေတို့သတိပြုမိကြမယ်ထင်ပါတယ်1958ခုနှစ်စက်တင်ဘာလ26ရက်နေ့မှာဗိုလ်မှူးကြီးအောင်ကြီးဗိုလ်မှူးကြီးမောင်မောင်ဗိုလ်မှူးချုပ်တင်ဖေတို့ကိုဗိုလ်ချုပ်နေဝင်းကဥနုစီလွှတ်လိုက်ပြီးတော့အိမ်ဆောင်ဆိုးရလက်ထဲအာနာလွှဲပြောင်းပေးဖို့လက်မှတ်ထိုးခိုင်းတဲ့ဖြစ်စဉ်နဲ့တထထဲနီးပါးတူညီနေပါတယ်နောက်ဆုံးမှာတော့တမရစုကာနုံနဲ့ဝင်းကြီး15ယောက်ကိုဖမ်းပြီးတော့ ဆုဟာတိုသမရဖြစ်လာပါတယ်။ဆုကာနိုအိယုတ်နဲ့ဖန်စီတာခံလိုက်ရပါတယ်။ American လူမျိုး investigative journalist ကတိကရင်းက1965 1966ခုနှစ်တွေအတွင်းလူပေါင်း9သိန်းနဲ့တသန်းကြာအသက်ဖြတ်ခံရမှုနဲ့အဲ့ဒီရဲ့နောက်ကမှ CIA ကြိုးကန်ခဲ့ပုံတွေကိုဖော်ထုတ်ရေးသားခဲ့ပါတယ်။ American CIA ကတပ်ဖြတ်မဲ့လူတွေရဲ့စီးရင်ကိုပြုစုပြီးတော့စူဟာတိုကိုပေးခဲ့ပါတယ်။ အဲ့ဒီစီးရီးနေတိုင်းဆူဟာတိုကတပြတ်မှုတွေလုပ်ခဲ့ပါတယ်ဂျကာတာက CIA ဌာနလက်ထောက်အကြီးကဲဂျိုးဆက်ဆာလာစကီကလူတက်မှုတွေကိုဆူဟာတိုရဲ့ဌာနချုပ်ကနေပြီးတော့သူကိုယ်တိုင်တရဲ့အမိန်ပေးခဲ့တယ်ဆိုတာကိုဝန်ခံပြောဆိုခဲ့ပါတယ်ဂျကာတာမှာကျုပ်တို့လက်စွမ်းပြနိုင်ခဲ့တယ်ဘယ်သူတွေကိုတတ်ရမယ်ဆိုတာကိုလက်ညှိုးထိုးပြနိုင်ခဲ့တယ်ကျုပ်လက်တွေမှာသွေးတွေ စွန့်ခဲ့တယ်ဆိုတာဟုတ်ပါတယ်။ဒါပေမဲ့အဲ့ဒါဟာအစိုးရကြီးပဲမဟုတ်ပါဘူး။အစိုးရပြေးရမယ့်ကာလတစ်ခုမှာအသေးအံရုပ်ကံကြားရတာမျိုးကိုလောက်ရတဲ့အခါမှာဒါမျိုးတွေရှိတတ်တာပါပဲလို့သူကပြောခဲ့ပါတယ်။ American ဆိုရဟာ Indonesia စစ်တပ်ကိုလက်နက်တွေစစ်သုံးကြိယာတစားပလာတွေအပြစ်မှာခင်မီစစ်တပ်ရဲ့ကွန်ရက်ကိုပါတက်ဆင်ပေးခဲ့ပါတယ်။အစစ်မြင့်လေလိုင်း high frequency ကိုအသုံးပြုတက်ဆင်ပြီးတော့ဆက်သွယ်ခဲ့တာပါ။ American နိုင်ငံမှာဆိုလို့ရှိရင်အမေရိကန်အစိုးရထဲမှာဆိုလို့ရှိရင် CIA နဲ့သမရဂျွန်ဆန်ကိုယ်တိုင်အကြံပေးလုပ်တဲ့အမျိုးသားလုံခြုံရေး agency NSA ကပဲအဲ့ဒီစစ်တမ်းမှုတွေကိုတိခွင့်ရပါတယ်။လောက်ကျန်တက်ဖြတ်မှုမှာပါဝင်တဲ့ဆူဟာတိုရဲ့ဗိုလ်ချုပ်တွေအချင်းချင်းဆက်သွယ်ဖို့အပြင်မှာအမေရိကန်အစိုးရရဲ့ထိတ်တန့်အရာရှိတွေနားထောင်နိုင်ဖို့အတွက်အဲ့ဒီကွန်ရက်ကိုအသုံးပြုခဲ့ပါတယ်။ 1966ခုနှစ်ဖေဖော်ဝါရီလမှာဆွီဒင်တမ်မတ်ကြီးရဲ့လေလာစုံစမ်းမှုတွေကိုအခြေခံပြီးတော့ဗြိတိရှ်တမ်မတ်ကြီး Andrews Gilles Chris ကတုတ်တင်ရှင်းလင်းမှုအစီအစဉ်စာတစ်စောင်ကိုပြုစုခဲ့ပါတယ်။ Gilles Chris ကအသက်ခံရတဲ့သူအကြီးအအတွက်၄သိန်းလောက်ရှိလိမ့်မယ်လို့ပြောတော့ဆွီဒင်တမ်မတ်ကြီးကသဘောမတူကြအောင်ခါခါတီတီညင်ပါတယ်။ဗြိတိရှ်တမ်မတ်ကြီးရဲ့ခံမှန်းချက်ဟာတမင်တက်တဲ့ short ပေါ့ပြောနေတယ်လို့ပြင်းပြထန်ထန်ဆွဆွဲခဲ့ပါတယ်။ဆွီဒင်တမ်မတ်ကြီးရဲ့စုံစမ်းချက်အရာ ရက်ကန်းဆက်ယုံရဲ့အလုပ်သမားတွေရှိတဲ့အနက်သုံးပုံတစ်ပုံကို community လို့ဆွဆွဲပြီးတော့တက်ပြလိုက်တယ်လို့ဆိုပါတယ်။ဘာလီကျိုးတက်ပြမှုကတော့လူမဆန်ဆုံးလို့လည်းပြောခဲ့ပါတယ်။သူတို့ကတက်ဖို့အတွက်စည်ရင်အရေးအတွက်ကိုကင်ပြီးတော့လာကြပါတယ်။သူတို့တက်မဲ့စည်ရင်ကဘလောက်များနေတယ်လဲဆိုရင်တချို့နေရာတွေမှာဆိုလို့ရှိရင်အဲ့ဒီဒေသမှာတကယ်နေထိုင်တဲ့လူဦးရေအရေးအတွက်ထောက်မှာအတွက်ထက်တောင်မှာ တတ်မဲ့လူကြီးအတွက်ကများနေတယ်လို့ဆိုပါတယ်။ဘာလီကျွန်းတစ်ခုထဲမှာလည်းလူ7000လောက်အသက်ခံခဲ့ရတယ်လို့ဆိုပါတယ်။ဆူဝါတိုကိုကြားခံပေးဖို့အတွက်အမေရိကန်ဗြိတိန်တို့ကစီစဉ်ပြီးတော့ကမ္ဘာ့ဘဏ်ကနေအင်ဒိုနီးရှားကိုဒေါ်လာဘီလီယံ30ထုတ်ပေးခဲ့ပါတယ်။အဲ့ဒီထက်ကနည်းနည်းပေါ့ပေါ့ကိုပဲပြည်သူလူထုအတွက်အမှန်တကယ်အကျိုးရှိမဲ့စာမတက်မှုပပျောက်ရေးအစီအစဉ်လိုနေရာမျိုးမှာအသုံးပြုခဲ့ပါတယ်။ဒေါ်လာတန်း630ကျော်ကိုတော့အလွန်နာမည်ဆုံးတဲ့ကြော်ကြတဲ့အနေဆက်ဖြတ်ကျော် ရွှေ့ပြောင်းအစီအစဉ် Transmigration Program မှာအသုံးပြုခဲ့ပါတယ်။အဲ့ဒီအစီအစဉ်ကဘာလဲဆိုတော့ Java Bali Madura Kalimantan Sumatra ကလူပေါင်းတသန်း6သိန်းကျော်ကိုအရှိတီမောနေမြည်တဲ့ရွှေ့ပြောင်းရေးလုပ်တဲ့အစီအစဉ်မှာအရှိတီမောကိုခြေလဲကျွံပြူရေးအစီအစဉ်မှာအရှိတီမောဘက်ကသဘောတူညီချက်မရှိဘဲနဲ့ဇွတ်အတင်းရွှေ့ပြောင်းခဲ့တဲ့အစီအစဉ်မှာအများပြည်သူသိအောင်မထုတ်ပြန်တဲ့ 1998ခုနှစ်မှာရေးသားတဲ့ကမ္ဘာ့ဘဏ်ရဲ့လျှို့ဝှက်အစီရင်ခံစာထဲမှာဖွံ့ဖြိုးရေးစီမံကိန်းများအနေနဲ့တမိုင်းတစ်လျှောက်မှာအဆိုးဝါးဆုံးဖြစ်ရလို့မှတ်တမ်းတင်ဖော်ပြခဲ့ပါတယ်။နိုင်ငံတော်သုံးလျှက်စစ်ဆွဲရင်လုပ်ငန်းကိုစူဟာတိုကသူသားသမီးတွေကိုခွဲဝေပေးပြီးတော့ဘဏ်ကြီးတွေဟိုတယ်ကြီးတွေတစ်လုပ်ငန်းလုပ်ွက်တွေအများအများကိုလည်းဗိုလ်ချုပ်ကြီးတွေနဲ့သူ့လုပ်ဖို့ကင်ဘက်ခရိုနီတွေကိုခွဲဝေပေးခဲ့ပါတယ်။ဘုံမင်းအွန်လိုင်းက Mindel ကုမ္ပဏီကို ူသားကိုပေးတဲ့လောက်ဟန်ဘိုးချုပ်တွေခရိုနီတွေကိုလောက်ပိုင်ခွင့်တွေအများပြားပေးတဲ့လောက်ဟန်နဲ့တထရာနဲ့တထထဲပါပဲအဲ့လိုရှေးပြေးကျွတင်ပြင်ဆင်မှုလုပ်ပြီးတော့1985ခုနှစ်မှာအရှိတီမောကိုကျူးကျော်သိမ့်ပိုက်ခဲ့ပါတယ်အဲ့ဒီကျူးကျော်မှုကြောင့်အ ਨੇ စုံလူပေါင်းတသိန်း2000တည်ဆုံးခဲ့ပါတယ်အကြီးမားဆုံးလူခွင့်ရေးချိုးဖောက်တပ်ဖြတ်မှုကြီးတွေကတခုပါအဲ့ဒီလူခွင့်ရေးချိုးဖောက်ကျူးကျော်တပ်ဖြတ်မှုကြီးမှာ အဲ့တုန်းကစစ်တပ်အရာရှိ ဖြစ်တဲ့ Bravo Subianto ပါဝင်ပါတယ်အဲ့ဒီ Subianto ဟာအခုတမရ Subianto ပါ Subianto ဟာ Suato ရဲ့တမီးနဲ့လက်ထပ်ခဲ့တဲ့သူဖြစ်ပါတယ် Suato ရဲ့တမက်ပါလွန်ခဲ့တဲ့15နှစ်လောက်တုန်းကတော့သူတို့ချင်းကွာရှင်းခဲ့ကြပါတယ်အခု Suato ရဲ့တမီးကလည်းလွတ်တော်အမှတ်ဖြစ်နေပါတယ် Suato ဟာအင်ဒိုနီးရှားကို32နှစ်ကြာအောင်စစ်အာဏာရှင်အနေနဲ့အုပ်ချုပ်ခဲ့ပြီးတဲ့နောက်နောက်ဆုံးမှာတော့သူ့ကိုလူလူလှုပ်ရှားမှုကျောင်းသားဆန္ဒပြပွဲတွေနဲ့ဖျောက်ချခဲ့ပါတယ် ဒါပေမဲ့သူ့ရဲ့အာနာရှင်မျိုးဆက်ဟာဆက်လက်ပြီးတော့ရှင်သန်နေပါတယ်။သူနဲ့အတူအရှိတီမောလူတက်မှုကိုကျွလွန်ခဲ့တဲ့သူကအခုသမရဖြစ်နေပါတယ်။ဆန္ဒပြတဲ့သူတွေကဆူဟာတိုနဲ့ပတ်သက်ပြီးတော့ဆူဟာတိုကိုအခုနိုင်ငံတော်သူရဲကောင်းဘွဲ့ပေးမှနဲ့ပတ်သက်ပြီးတော့တားသက်သမားဘိုလ်ချုပ်ကိုနိုင်ငံတော်သူရဲကောင်းဘွဲ့မပေးနဲ့လို့ကန့်ကွက်ဆန္ဒပြခဲ့ကြပေမဲ့ရာသပန်နိုင်ငံတော်သူရဲကောင်းကြီးအဖြစ်နဲ့အခုဆိုလို့ရှိရင်ဂုံပြုတ်ချိမင်နာကို သူရသွားပါပြီနောက်ထပ်တူညီတဲ့သမိုင်းတစ်ခွက်ကိုလည်းပြောချင်ပါသေးတယ်အင်ဒိုနီးရှားမှာဆူဟာတိုပြုတ်ကျပြီးတဲ့နောက်လူတို့ရဲ့အောင်ပွဲဟာမပြတ်သားခဲ့ပါဘူးစစ်တပ်ထိတ်ချုပ်ထားတဲ့လွတ်တော်ကနေပြီးတော့တဖြည်းဖြည်းအသွင်ကူးပြောင်းရေးပုံစံနဲ့သွားခဲ့ပါတယ်ကျွန်တော်တို့ဗမာပြည်ကိုလည်းအဲ့ဒါလိုတဖြည်းဖြည်းချင်းအသွင်ကူးပြောင်းကြရအောင်ပါလို့ပြောကြတဲ့သူတွေရှိနေတာကိုကြားမှုကြပါလိမ့်မယ်ရက်ဒီကယ်လမ်းစဉ်ကိုမကြိုက်ဘူးတော်လိုင်းရင်းနီးလမ်းကိုမကြိုက်ဘူး စစ်တပ်ကိုတော့ပေးထားခြင်းအဖြစ်နဲ့စဉ်းစားရမယ်ဆိုတဲ့သူတွေကအဲ့ဒါလိုပြောကြတာပါအဲ့ဒါလိုသွားရင်ဘယ်ကိုရောက်မလဲဆိုတာအင်ဒိုနီးရှားကိုကြည့်ထားကြပါအာနာရှင်တွေဟာအကြိမ်ကြိမ်တကြော့ပြန်ပြီးတော့ရောက်လာတာကိုတွေ့ရပါလိမ့်မယ်အာနာရှင်စနစ်ကိုအမြင့်ဖြတ်မတုတ်တင်နိုင်လို့ရှိရင်အာနာရှင်တွေဟာအဲ့ဒါလိုအကြိမ်ကြိမ်ပြန်လည်ပြီးတော့ကြတော့ရောက်လာတတ်ပါတယ်ကန်ဆိုးမိုးမောင်မှုတွေဟာ အစိုးကျအတန်တရားအဖြစ်နဲ့ထက်ခါထက်ခါလဲပတ်တတ်ပါတယ်လူ့တပိုင်းမှာပြည်သူတွေရဲ့လွမြောက်ရေးတိုက်ပွဲဟာတာရှည်တတ်ပါတယ်ခက်ခဲတတ်ပါတယ်ကြမ်းတမ်းပါတယ်တခါတလေမှာရှုံးနိမ့်သွားပြီလို့တောင်မှထင်ရတတ်တဲ့ကာလတွေရှိတတ်ပါတယ်နောက်ဆုံးမှာတော့လက်တွေမှာ အောင်မြင်မှုရကြတာကြည်ပါဘာကြောင့်အဆုံးတနေ့မှာအောင်မြင်မှုရတယ်လဲဆိုတော့ပြည်သူလူထုကတက်တက်လုံးခေါင်းငုံခန်းနေမှာမဟုတ်လို့ပါခင်ဗျာ